အားလုံးပဲမင်္ဂလာပါရှင်။2025ခုနှစ်အော်တိုဘာလ20ရက်နေ့တနင်္လာနေ့အတွက်မိုးလေဝသသတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ဒီကနေ့မှာတော့တောက်တရုတ်ပင်လယ်ပြင်ကနေ BNN ကန်ချစ်ကိုဥတည်၍လျာနေတဲ့အပူပိုင်းမုန်တိုင်းဖန်ရှင်ဟာအာကောင်းတဲ့အပူပိုင်းမုန်တိုင်းရဲ့တစ်ခုအဖြစ်ကိုရောက်ရှိလာနိုင်တဲ့အခြေအနေရှိနေပါတယ်။ဒပြိုင်နက်ထဲမှာပဲမင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်လာနိုင်တဲ့လေပြင်းနဲ့ရုပ်ဝင်နဲ့အာကောင်းနေတဲ့အရှင်မြောင်မုတ်တုပ်လီတို့ရဲ့ပူပေါင်းတက်ရောက်မှုတွေကြောင့်မြန်မာနိုင်ငံတောက်ပိုင်းဒေသတွေမှာမိုးပူလာနိုင်တဲ့အခြေအနေတွေတွေ့ရပါတယ်ရှင်။ ီကနေ့အတွက်အရာဝတီတိုင်းတနင်္သာရီတိုင်းချင်းရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာစစ်စိတ်မှုထိချုပ်ရနိုင်ပါတယ်။ရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းထပ်ပိုင်းနဲ့မုံတို့မှာတော့နေရာကျဲကျဲတောင်မိုးရနိုင်တဲ့အခြေအနေရှိနေပါရဲ့ရှင်။အထူးသဖြင့်မော်တနင်္သာရီကံယူရန်တခြားဒေါနာတောင်ကျော်တခြားရခိုင်ကံယူရန်နဲ့အရာဝတီမြို့ဝကျုံပေါ်ကံယူရန်ညီကမြို့ရွာတွေမှာနေ့စဉ်မိုးထိချုံရသုံးမှုတွေကြောင့်မိုးရေစိမ်ပိုမိုရရှိနိုင်တာကိုသတိပြုရမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာတော့အားကောင်းတဲ့မိုးတိမ်တောက်တွေဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီမိုးတိမ်တောက်တွေရွေ့လျားသွားရလမ်းတစ်လျှောက်မှာမိုးသေးထန်စွာရသုံးနာနေတူနေပြင်းတိုက်ခတ်တာမိုးကြိုးပြစ်တာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့်ပြည်သူတွေအနေနဲ့သတိပြုသွားလာကြဖို့အကြံပြုလိုပါတယ်ရှင်။မြမပင်လေပြင်းမှာတော့လိုင်းနေငယ်ကနေလိုင်းတင်းတင်းရှိနေပါတယ်။ကံယူရန်တစ်လျှောက်နဲ့ကန်းလို့ပင်လေပြင်းတွေမှာတော့တိုင်းအမြင့်၄ပေကနေ၆ပေခန့်တည်ရှိနိုင်တာကြောင့်ပင်လေခရီးသွားတွေနဲ့ကန်ဒီကန်ဝေရေလောက်တာညီကိုတွေအနေနဲ့တတိပြုကြဖို့အတိပေးလိုက်ရပါတယ်ရှင်။ မြန်မာတိုင်းငံလုံးအနေနဲ့ဒီတစ်ပတ်အတွင်းပင်လယ်ပြင်ကမှုန်တိုင်းတွေနဲ့လေပြင်းနယ်ရဲဝန်တွေရဲ့ဓာတ်ရိုက်တက်ရောက်နိုင်ခြင်းနှေးပါနေပြီးမြေနေရာကွက်ပြီးခေတ္တမိုးသည်ထန်တာလေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တာကြောင့်ခရီးသွားပြည်သူတွေအနေနဲ့မိမိတို့ရဲ့ခရီးစဉ်တွေကိုသတိပြုစီစဉ်နိုင်ဖို့ကြိုတင်တင်ပြလိုက်ရပါတယ်ရှင်။မူလဝတ္ထဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနိုင်တာကြောင့်ကျမတို့ CG Platform ရဲ့နောက်ဆုံးရမူလဝတ္ထခံမှန်းချက်တွေကိုဆက်လက်ဆောင်ကြည့်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ရှင်။ ြည့်ရှုနားဆင်ပေးခဲ့ကြသူအားလုံးတဘာဝဘေးစစ်ဘေးတွေကနေကင်းဝေးပါစေလို့ကျမစင်ဒီကဆုတောင်းပေးပါရရှင်မိမိတို့ရဲ့ဒေတာတွေမှာပြည့်ပေါ်နေတဲ့မိုးလေဝသနဲ့ရာသီဥတုဖြစ်စဉ်တွေကိုလည်းကိုမမရေးသားမျှဝေပေးဖို့ဖိတ်ခေါ်ပါရစေရှင်